မင်္ဂလာပါကချင် wave တရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်တော်မယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးတော်မယ်။တရင်အစီအစဉ်တင်ဆက်သူမဲယူဆမဲဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ်ဗိုက်ဇာမြို့မှာနယ်စပ်ဘက်ကနေဝင်လာတဲ့ကုန်စင်းတွေစားသုံးပြီးတော့အစာစိတ်တင်မှုဖြစ်ပွားခဲ့သူတွေရှိကြောင်းသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကတရုတ်ပြည်ဘက်ကတင်သွင်းလာတဲ့ကုန်စင်းတွေစီက Candy ဝယ်ချက်စာရကနေမူဝေအော်အန်လက္ခဏာတွေနဲ့အစာအစိတ်တင်မှုဖြစ်ပွားခဲ့တယ်လို့ဖြစ်စင်တဲ့ဤဆက်တူတူထံကသိရပါဗျ။အလားတူအစာအစိတ်တင်ပြီးဆေးရုံမှာကုသမှုခံယူခဲ့ရသူ၃ဦးလည်းရှိနေကြောင်းဆေးရုံနယ်ဤဆက်သူတွေထံကသိရပါဗျ။ပိုးသက်ဆေးဖြန့်ထားတဲ့အသီးအနှံတွေကိုစားသုံးမိရကနေဖြစ်တဲ့ရောဂါလက္ခဏာတွေဖြစ်တယ်လို့ သိရှိရပါတယ်။ပိုတက်ဆေးဖြန်းထားတဲ့အသီးအနှံတွေကိုရေတလီတာမှာစားသွုံလုံးအချိုးနဲ့ဆက်ထားတဲ့စားပျော်ရည်ထဲမှာ15မိနစ်စိမ်ပြီးတဲ့နောက်ရေချက်အေးသို့မဟုတ်တန်ရှင်တဲ့ရည်နဲ့အနည်းဆုံး2ချိန်ထပ်မံဆေးကြောပြီးမှစားသုံးသင့်ပြီးတော့အပူချိန်မြင်မားစွာချက်ပြုတ်ခြင်းကလည်းအချိုးတော်ပိုတက်ဆေးအာနိသင်တွေကိုပြည့်ပြည့်စေနိုင်တယ်လို့ပညာရှင်တွေကဆိုထားပါတယ်။ အိုက်စာမျိုးအပါဝင်ပြည်နယ်တွင်းမှာရာဒီအလိုက်တာစိုက်ပျိုးနိုင်တဲ့ပန်းပွင့်စိန်ကော်ဖီပန်ကိုက်လန်ကျူးမြင့်အစားရှိတဲ့ဒီနန်တွေကိုတရုတ်ဘက်ကနေဝယ်ယူစားသုံးနေရတာလည်းဖြစ်ပါတယ်။ကုန်စိန်တွေအပြင်ချက်သွန်းနီချက်သွန်းပြူကျအုပ်နဲ့စားသုံးစီအစားရှိတဲ့ကုန်စိန်နဲ့အခြေခံစားသောက်ကုန်တွေကိုတရုတ်ကနေဝင်ရောက်နေတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့တရုတ်ရဲ့ချောင်းဝင်စစ်ဆင်မှုနဲ့တောင်းအဖွဲ့နဲ့စစ်ကောင်မရှင်အပြစ်ခတ်ရက်ဆဲလိုက်တဲ့သတင်းကိုသတင်းထောက်ဒီလိုင်းကနေတင်ဆက်တော်မှာဖြစ်ပါတယ်။တရုတ်ရဲ့ချောင်းဝင်စစ်ဆင်မှုနဲ့တောင်းမြူတာလွတ်မြောက်ရေးတက်မတော် TNL နဲ့စစ်ကောင်မရှင်တို့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဒီနေ့အော်တိုဘာလ29ရက်နေ့ကစလို့အပြစ်ခတ်ရက်ဆဲဖို့သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြောင်းတောင်းအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျင်းရဲ့ချောင်းဝင်ညီနိုင်မှုနဲ့ TNL နဲ့စစ်ကောင်မရှင်တက်ကြား ကိုရင်မြောက်ဆွေးနွေးမှုကို အော်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့တွေမှာကျင်းပပြုလုပ်ခဲ့ပြီးတဲ့နောက်အခုလိုသဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီဆွေးနွေးပွဲမှာ TNLA ဘက်ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုစလဲအဖွဲ့နဲ့စစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုစလဲအဖွဲ့တို့တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ဆွေးနွေးပွဲရလအနေနဲ့ TNLA တပ်ဖွဲ့ဝင်တွေက၎င်းတို့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းတင်ပိုက်ခဲ့တဲ့ မိုးကုန်းနဲ့မုံမိတ်မြို့နယ်တို့ကနေတက်မှတ်ကာလအတွင်းစုတ်ခွာပေးဖို့နဲ့စစ်ကောင်မရှင်ဘက်ကလည်း TNL နယ်မြေတွေကိုလေရင်ဘုံကျဲခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုလုပ်ဖို့သဘောတူညီခဲ့ကြတယ်လို့တည်ရပါတယ်စစ်ကောင်မရှင်တပ်ဟာမကြာသေးမီကပဲ TNL တိမ့်ပိုက်ထားတဲ့နောင်ချိုကြောက်မဲနဲ့တီဘောမျိုးတွေကိုပြန်လည်တင်းယူပြီးတဲ့နောက် TNL ထိန်းချုပ်နယ်မြေတွေကိုမြေပြင်ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေကြတာဖြစ်ပါတယ်တအောင်းမျိုးသားလူမျိုးရေးတပ်မတော် TNL ဟာ တိတုံညာနှစ်ခွန်စစ်စင်ရေးမှာအဓိကနေရာက ပါဝင်ခဲ့တဲ့ညီနောင်မဟာမိတ်တုံးပွဲအနေနဲ့မြန်မာမျိုးရဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ပြီးနောက်အနာဒိန်းစစ်တပ်နဲ့ဒုတိယမြောက်အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ရရှိခဲ့တဲ့အဖွဲ့ဖြစ်လာပါတယ်။မြန်မာမျိုးရဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဟာလည်း2025ခုနှစ်မတ်လမှာတရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်စစ်ကော်မရှင်တပ်နဲ့အပြစ်ရခဲ့ပြီး လာရှိုးကနေပြန်လဲဆုတ်ခွာထားရတာဖြစ်ပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးပြည့်ရနေခြင်းရှင်ပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်